အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ကြပြာဆရာကြီးတင်မို့ရဲ့ကြပြာအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။ကြပြာဆရာနဲ့တွေ့ဆုံခြင်းမင်းကဘယ်သူလဲ။ ပြားဆရာပါအေးကပြားဆရာဆိုရင်ငါကအလိုလိုကြည်ညိုပြီးသားပါ လောကရဲ့လျှော်ဝှက်ချက်အလကိုဩဇာကုံမြောင်မြောင်နဲ့အန်းလောက်ပဲခွဲတဲ့သူမူငါကြည်ပြူပါတယ်အမှန်တရားကိုချိန်မုံဇုံလုံးကန့်အောင်လှုပ်ခံရတဲ့အခါမင်းရဲ့ကာယံတွေကတို့ရင်ထဲကအတန်တွေဖြစ်လာတယ်နှလုံးသားရဲ့အယုဒ္ဓဖြူစင်ဆုံး ဘာသာစကားမှုလှည့်ပြားမှုကင်ဆင်းလဲမှုမပါမာယာထောင်ရောက်မဟုတ် အပုပ်အတိုးနဲ့မရှိ ပက်ကြည့်လို့ကြောရုံမမဲတကက်ကွန်မြူးချက်အစ်စ်ဖြစ်ပါတယ်ဘာသာစကားရဲ့အိမ်တွေအတရေထွန်းတောက်စေတဲ့ဂုံမြောက်တဲ့ကဗျာငါတိပါတယ်ဘာသာစကားမိโจမောင်းပြပစ္စလက်မော်တကိုးနဲ့မူအယိုးကံပြောက်တခိုးညံပေါက်ပြီး ြီးမရောက်ကြက်မက်များအောက်ကလိအာနမိတ်ပုံတွေနဲ့တုံလုတ်เสียဂုံလုတ်ကပြားကိုရွှေထုတ်တဲ့မြပါဝါမလုတ်ပါဘူးကပြားဟာလူတကာရင်ထဲမှာထင်ဆွဲ့နေတဲ့ပဲ့တင်နံကာယံတွေအတောင်ပေါက်ပြီးဟိုရောက်ဒီရောက်မပြန်အမန်တရားရဲ့လေးစားဝယ်မှန်တန်းအုံမခံမဲဂုံရှံနဲ့တေးတန်းအေးကပြားဟာတစ္ဆာကြီးမုံမှန် တင်မူစာစုရုပ်ပုံလွာတရိတိစာကပြာတိပြရဲဖန်မီးအိမ်ကပြာဆက်စင်ကဆရာမြတ်ဥစံထွန်းရဲ့အာပေတံပီတိတွေရှံမိတဲ့ကိုစွမ်းကိုစကိုအာကိုသူများကိုဓာမမူခမချူအမြအကျူလူလားစိမ့်နဲ့တိတ်တဆိတ်ကပြာရေးမိတဲ့ဝေင့လူတဲ့စေတနာဟာ ပြာတွေဖြစ်လာတယ်ထင်မိတယ်။လေးစားဂုံယူအပ်တော့လှုပ်ဟုသမျှဖြတ်လက်မရှိကြတဲ့ကဝိစာဆိုကြဆရာဇော်ကြီးမိန်ကြားခဲ့တယ်။ဆရာမြတ်တို့ရဲ့စကားအတာမှတ်ထားပြီးဘာဝနာထက်ထက်ပွားတော့ကြပြတ်အာတန်လာတယ်။ရေးသမျှကောင်းစီဘူးအတွေးကတသောချွေးကတစ်စလုံးနဲ့စိတ်ကောင်းမွေးမှစာကောင်းရတဲ့ တဒနာအလင်းတစ်ဖြတ်ဖြတ်ကိုအတ္တကင်းကင်းဆက်နိုင်အောင်ဝါကုန်းဖတ်တယ်လို့ဖတ်ရပါတယ်ဘဝအမိုက်ပုံမှာကြပြတိုက်ပုံဝယ်ပြီးစာတဆူဆူနဲ့နေညူတော့လိပ်ပြာကလေးပြန်ဝဲရင်အတန်ဆက်သွားပါလေရောပြစရာတင်မူ